السلام عليكم ورحمة الله وبركاته يعني هجري تونلي عليزة كنكو ربيو الأول نسل لي كريني نتاو نسل ناغو ني سبتمبر لا سچو يوني انغاني ما ngamine de omini ke ye tin yanza amasin 1134 ko tin pya ma phit par de din ni ga lo a pye ju lun mi de sahabi de ba ye a paw ma ko ramat sallallahu alaihi wasallam ga belu jin na ke de le so de poun yait ko tin pya ma ba anas radhiyallahu ta'ala anhu takin sin pyan khe ba de တခါကကျွန်တော်တို့တွေနဗီတမန်တော်မြတ်ဆလ္လာလစ္စလမ်ရဲ့အနားမှာရှိနေခဲ့တယ်။အဲ့ဒီချိန်မှာပုဂ္ဂိုလ်တဦးကတမန်တော်မြတ်ဆလ္လာလစ္စလမ်ထံရောက်လာပြီးတော့ဟိုတမန်တော်ကျွန်တော်မျိုးဟာပြစ်ဒဏ်ထိုက်တဲ့အမှုကိုကျူးလွန်ခဲ့မိပါတယ်လို့ရှောက်ထားတယ်။ကျွန်တော်မျိုးကိုထိုပြစ်ဒဏ်နဲ့ပတ်သက်ပြီးတော့စီရင်တော်မူပါလို့လည်းရှောက်တင်တော်မူတယ်။တမန်တော်မြတ်ဆလ္လာလစ္စလမ်ကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သူ့ကိုအသေးစိတ်မေးမြန်းတာမပြုခဲ့ပါဘူး။ဒီနောက်မှာနမဆွေပြုခြင်းရောက်လာတဲ့အတွက်သူပုဂ္ဂိုလ်ဟာလေနဗီတမန်တော်မြတ်ဆလ္လာလစ္စလမ်နဲ့အတူနမဆွေပြုခဲ့လိုက်ပါတယ်။ နဗီတမနဗီဆလ္လာလဟ်အလัยဟိဆလမ်နမတ်ဇူပြုပြီးဆုံးသွားတဲ့အခါဒီပုဂ္ဂိုလ်ကထပ်မံလာရောက်ပြီးတော့အူတမန်တော်ကျွန်တော်မျိုးဟာပြစ်ဒဏ်ထိုက်တဲ့အမှုကိုကျူးလွန်ခဲ့မိပါတယ်လို့ထပ်မံလျှောက်ထားပြန်ပြီးတော့အလ္လာဟ်ရှမဲရဲ့ကျမ်းတော်လာပြဋ္ဌာန်းချက်အရကျွန်တော်မျိုးကိုစီရင်တော်မူပါလို့သူအနေနဲ့ပြောပါတယ်တမနဗီဆလ္လာလဟ်အလัยဟိဆလမ်ကအမိန့်ရှိတယ်ကျွန်ုပ်တို့နဲ့အတူနမတ်အတင်ဝတ်မပြုခဲ့ဘူးလားလို့ဒီပုဂ္ဂိုလ်ကဟုတ်ကဲ့ပါကျွန်တော်ဝတ်ပြုခဲ့ပါတယ်လို့ဖြေကြတယ်တော်နမေဆလ္လာလဟ်အလัยဟိဆလမ်ကဒါဆိုရင်အလ္လာဟ်ရှမဲကတင့်အတွက်တင့်ရဲ့အပြစ်ကို သို့မဟုတ်တင့်ရဲ့ပြစ်ဒဏ်ကိုခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်ပြီလို့မိန့်ကြားလိုက်ပါတယ်။အဲ့တော့ဒီအကြောင်းအရာကနေရရှိတဲ့သင်ခန်းစာကနံပါတ်1နဗီတမနမဲဆလ္လာလ္လာဟူအလัยဟိဆလမ်ဟာအများရှိမောက်အရှက်တခွဲဖြစ်စေတာတွေမိကုန်းအနေနဲ့ဒုက္ခပေးခြင်းတွေကိုမပြုဘဲနဲ့ဝန်ခံတောင်းပန်သူကိုစိတ်နှလုံးအေးချမ်းစေခဲ့ပါတယ်။သို့သောမကသူ့ရဲ့တောင်းပန်မှုကိုလက်ခံကြိုဆိုပြီးတော့အတိတ်ရဲ့အမှားကိုအပြစ်တိုင်ပိတ်လက်ပိတ်လံပစ်လိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ကအလောရှိမြတ်ကလက်ခံတော်မူပြီးတော့သူ့အပြစ်တွေကိုခွင့်လွှတ်တော်မူကြောင်းသိရှိစေပြီးတော့စိတ်ချမ်းသာစွာနဲ့ပြန်လည်ထွက်ခွာသွားစေခြင်းလို့ဖြစ်ပါတယ်။ဘယ်လိုမှအရှက်တကွဲအကျိုးနည်းမှုနဲ့ကြမ်းတမ်းမှုမျိုးမှမဖြစ်စေခဲ့ပါဘူး။နံပါတ်၄ချက်ကတော့ဒီပုဂ္ဂိုလ်ကိုရိုက်နှက်ဖို့အတွက်ကျိန်းတုပ်တစ်ချောင်းတော့မလိုအပ်ခဲ့ပါဘူး။သူလိုအပ်ခဲ့တာကတော့ရာဆူလ်တမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းဝါစလမ်ရဲ့နောက်ခွေမှာနောက်မှာနမဆွပြုဖို့နဲ့သူ့ကိုဂုံတိတ်ခံနဲ့အလောရှိမြတ်ကိုယုံကြည်စိတ်ချမှုတွေကိုပြန်လည်ရရှိစေတဲ့စိတ်ချမ်းသာပွဲစကားတစ်ခုပဲဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ထံကိုအမဝင်ခံပြီးတော့လာတဲ့သူကိုအသေးစိတ်မေးမြန်းတာတွေဒုက္ခတွေကိုဆွဲသွင်းတာတွေမလုပ်သင့်ပါဘူး။သူ့ရဲ့နောင်တကိုလက်ခံမယ်။သူ့ရဲ့အမဝင်ချတောင်းပန်ခြင်းကိုအလတ်ဆင်ပေးမယ်။အလောရှိမက်ကသူ့အတွက်ဂယုနာတော်ရဲ့တကားကိုထပ်မံဖွင့်ပေးနိုင်ဖို့အကြောင်းငံတစ်ခုအဖြစ်ကျွန်တော်တို့ယက်တီပေးရမှာပါ။အစ္စလာမုအလိုက်ကွမ်ဝရဟမတူလလာဟီဝဘရကာ